်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါစကိုင်းတိုင်းစကိုင်းမြို့မင်းလန်းရက်ကွက်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူစစ်တွေဟာငလင်အတွက်လူဒန်းထားတဲ့ပစ္စည်းတွေကို ရက်ကွက်ကိုမပေးဘဲဖျက်ယူသိမ်းဆည်းထားတယ်လို့ဒေသခံတွေကပြောပါရယ်မင်းလန်းရက်ကွက်ကိုလာလှူတဲ့သူတွေဟာရက်ကွက်အတွင်ကကြိုက်တဲ့နေရာလှူလို့မရပဲရက်ကွက်ရုံးကိုအရင်ပေးရတာဖြစ်ပြီးပြီးမှ ပြန်ခွဲပေးတယ်လို့ဆိုပါရယ် ငလင်ဘေးဟာနှစ်လနီးပါးကြာမြင့်လာပေမဲ့ငလင်သိရက်ကွက်နေသူတွေဟာယာယီတဲတွေနဲ့နေထိုင်နေကြရပြီးငလင်ကူပစ္စည်းတွေနဲ့စားတောက်နေထိုင်ရေးကအစအလူရှင်တွေကိုအားကိုးနေရဆဲဖြစ်တယ်လို့မင်းလာရက်ကွက်အတွင်းနေထိုင်သူကပြောပါတယ်။ကုညီထောက်ပတ်ရေးနဲ့ပြည်လဲတိဆောက်ရဲ့အတွက်ရက်ကွက်ရုံတွေကတာမြစ်တာတွေရက်ကွက်ရုံရမငွေတောင်းတာတွေရှိသလိုပြည်သူစစ်တွေကငလင်သိပြည်သူတွေကိုပြောဆိုရိုက်နှက်တာမျိုးတွေတောင်မြင်ခဲ့ရတယ်လို့ကုညီထောက်ပတ်ရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တဲကကျေးရွာနေရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်တနင်္သာရီမြို့နယ်ဗလမွတ်ကျေးရွာအုပ်စုထဲကအလဲပိုင်းကျေးရွာကိုစစ်ကောင်စီကမြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ဒေသခံတွေထပ်ပြေးတိမ်းရှောင်ခဲ့ရပြီးဒေသခံတွေကျေးရွာတွေကိုပြန်ဝင်တဲ့မေလ21ရက်မနက်9နာရီမှာစစ်ကောင်စီကဒရုန်းနဲ့ဗုံးသီးနှစ်ကြိမ်ကျဲသွားတယ်လို့ဒေသခံမျိုးသမီးတယောက်ကပြောပါတယ် တနေ့တည်းမှာပဲလက်သိကျေးရဲ့အရှိကံကိုစစ်ကောင်စီကဒရုန်းနဲ့ပုံသေးချတိုက်ခိုက်သွားပြီးဒေသခံတွေတော့ထိခိုက်မှု မရှိခဲ့ဘူးလို့မြေခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းနှစ်ရဲ့ပြန်ကြားရေးတောင်ခံတဦးကပြောပါရယ်အဆိုပါလက်သိကျေးရအရှိကံမှာအင်ချေပေါင်း200နီးပါးရှိပြီးတော့တိုက်ပွဲတွေကြောင့်ရွာကန်ပြည်သူတွေအကုန်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါရယ်ရှင် KNP ပြည်ထောင်ပါတီကဖန်ဆီးထားတဲ့ပရတောင်းဆွေမျိုးစုကောင်းဆောင်တွေပြန်လည်လွတ်မြောက်လာပါတယ်ခွန်ဆုံးပေးဖို့ထားပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျိတ်ကျွာက မြင်းမထီတောင်မှာ KNP ပြည်ထောင်ပါတီဥက္ကရာပိုင်ဆိုင်တဲ့လေးပွင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်တူတူးဖို့နေတာကိုဌာနေတိုင်းရင်းသားဖြစ်တဲ့ပရတောင်းဆွေမျိုးစုတွေကရက်ဆိုင်ပေးဖို့ကန့်ကွက်နေကြပါတယ် အဲ့လိုတတုတူးဖော်တာကို ကန့်ကွက်နေကြတဲ့ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်၄ဦးကို KM ပြည်သက်ပါတီကမေလ16ရက်နေ့မှာဖမ်းဆီးခဲ့ပြီးမေလ20ရက်နေ့မွန်လွယ်ပိုင်းမှာပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့လူမျိုးလာလူတွေကဆိုပါတယ်။ဆာဗီဖမ်းဆီးခဲ့တဲ့ကကျွန်တော်တို့လက်လက်ထိုင်နေမှာလက်ထိုင်နေခါပြီးမှခေါ်ဆောင်သွားတယ်။အဲပီဂျာမာတီအာအာရရှိချင်းနေမှာဆိုတော့ချက်ပေါက်တဲ့နစလီနိုင်ရင်တော့ ချက်ပေါက်သေးပါနော်သူတို့ထိန်းသိမ်းထားတော့ရှိတယ်ပေါ့နော်မြင်းမထီတောင်မှာတထုတူဖို့နေတာနဲ့ပတ်သက်ပြီးနှစ်ဖက်တဘောတူညီချက်တချို့ရှိခဲ့ကဆုံးဖြတ်ချက်ချနိုင်ဖို့ဒေတာကန်နေနဲ့ဒေတာကန်နေနဲ့ဆက်လက်တွဲဆုံဆွေးနွေးညှိနှိုင်းတော့မှာဖြစ်ပါတယ်ကရန်ပြည်တဲ့ပါတီနဲ့တထုတူဖို့ရေးကုမ္ပဏီဟာဒီရကန်ပြည်လူလူတွေရဲ့တောင်းဆိုမှုကိုအတိမတ်ပြု ဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။ဟိုလီဗစ်ချ်ကုမ္ပဏီနဲ့မို့နော်သူတို့ကတော့တတူ ဆက်ပြီးမှသူဖို့ဖို့ဆိုရမျိုးလို့သူတို့ဒီရဲ့ဆွေးနွေးဟိုစီဝီမော်နဆွေးနွေးတော့ရှိတော့ဘောနော်ကျွန်တော်တို့ဖက်ကလည်းသဘောထားပြီးတော့ရှိပါတယ်ဘောနော်ဆိုတော့အတိတ်ဖွင့်ဖြူတဲ့ပါလို့ပြင်မလဲဆိုတော့ဒီခေါစီမကိုင်းဆိုင်ရာပွင့်နေမိတမှုတွေလူတို့ချပြမယ်ပြီးကြမှာလူတို့ရဲ့တောင်းဆိုချက်ကိုလိုက်လျောပေးမယ်အလုံးကိုထက်တွင်စဉ်းစားပေးပြီးမှဆောင်ရွက်သွားမယ်ဆိုတဲ့ချက်ကိုတော့သူတို့ကတော့အာပြောတာရှိတော့ပေါ့နော် မြင်မထီတောင်မှာတက်ထုတူးဖော်မှုကြောင့်တဘာဝပတ်ဝန်းကျင်တွေပျက်စီးနေတာရှိပြီးလွန်ခဲ့တဲ့နှစ်မိုးရင်းကရေကြီးတောင်ပြိုရာတွေဖြစ်ခဲ့လို့လူတေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်ဌာနေတိုင်းရင်းသားပြည်သူတွေဟာအကြီးစားတက်ထုတူးဖော်တာကိုကန့်ကွက်နေကြတာဖြစ်ပြီးကရမ်းပြည်တဲ့ပါတီနဲ့တက်ထုတူးဖော်ရေးကုမ္ပဏီတို့ကဒေတာအကျိုးအတွက် ဆောင်ရွက်ပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ကျွန်တော်ခွန်စောဦးပါ ါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းဘာလူချစ်စတန်ပြည်နယ်ခုစတာခရိုင်မှာအသေးခံဘုံခွဲသမားကအကြောင်းကားတစည်းကိုပြစ်မှတ်ထားပြီးအသေးခံဘုံခွဲတိုက်ခိုက်မှုကြောင့်ကလေးလေးယောက်အပါဝင်လူ6ယောက်လောက်သေဆုံးခဲ့တယ်လို့ပါကစ္စတန်စတပ်ကမေလ22ရက်နေ့မှာပြောကြားခဲ့ပါတယ်ဘလိုချီစတန်ပြည်နယ်ဝန်ကြီးချုပ်ကသတင်းစာရှင်းလင်းပွဲအတွင်းမှာဒီတိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးအပြစ်မဲ့အကြောင်းသားလေးတွေကိုပြစ်မှတ်ထားတာဟာအလွန်နှိပ်ကြတဲ့ရန်သူရဲ့လုပ်ရက်လို့လည်းဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဘော်ဒူနေကတက်ခတ်မှုအတွင်ကလင်းငယ်လေးဦးဘတ်စကာမောင်းသူနဲ့သူလက်ထောက်တို့တည်ဆုံခဲ့ကြောင်းလဲဆိုပါတယ်တည်ဆုံသူအေအတွက်ကိုတော့အစောပိုင်းက9ရောက်လို့ထုတ်ပြန်ခဲ့ပေမဲ့နောက်ပိုင်းမှာ6ရောက်ဖြစ်သွားပြီလို့ထပ်မံတည်ပြုထားပါတယ်စစ်တပ်ကအုပ်ချုပ်နေတဲ့ကျောင်းကိုဥတီသွားနေတဲ့ဘတ်စကားပေါ်မှာကျောင်းသားအယောက်40လောက်လိုက်ပါခဲ့ကြကြောင်းနဲ့အများပြားတရားရရှိသွားခဲ့ကြကြောင်းအခင်းဖြစ်ပွားတဲ့နေရာကိုရောက်ရှိနေတဲ့ခုစတာခိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ် ပါကစ္စတန်စစ်တပ်နဲ့ဝန်ကြီးချုပ်ရှေဘတ်ရှေကအကြမ်းဖက်မှုကိုရှုတ်ချပြီးဒီတိုက်ခိုက်မှုမှာအိန္ဒိယအကြမ်းဖက်သမားတွေပါဝင်ပတ်သက်နေတယ်လို့ဆွဆွဲလိုက်ပါတယ်။အိန္ဒိယဆိုရကတော့မှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်တာမရှိပါဘူးရှင်။ ယူကရိန်းစစ်တပ်ရဲ့လက်ကျေးရေးကွင်းဧရိယာပေါ်ကိုမေလ20ရက်နေ့ကလက်ကျေးရေးလုပ်နေတဲ့အချိန်ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့်စစ်မှုထမ်း6ယောက်သေဆုံးပြီး10ယောက်ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ယူကရိန်းအမျိုးသားအဆောင်တပ်ကမေလ21ရက်နေ့မှာပြောကြားခဲ့ပါတယ်။လက်ကျေးရေးကွင်းရဲ့တပ်ဖွဲ့မှုကိုရာထူးမှရက်စဲထားကြောင်းလဲဆိုပါတယ်။ ရုရှားကကွယ်ဝင်ကြီးဌာနကရုရှားနဲ့ဇက်အနီးယူကရိန်းအရှေ့မြောက်ပိုင်းဆူမီဒေသမှာရှိတဲ့လက်ချေစခန်းကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ရမှာတနက်ပိုးချသူ20အပါအဝင် ယူကရိန်းတပ်ဖွဲ့ဝင်80ထက်မနည်းသေဆုံးခဲ့ကြောင်းမေလ20ရက်နေ့မှာပြောကြားခဲ့ပါတယ်။ Writers တင်းဌာနမှအဲ့ဒီနေရာကိုဂျိုရုပုံရိပ်တွေနဲ့အတည်ပြုကြည့်ရမှာဆူမီဒေသရှိ Shotska မြို့မှအဆောင်တွေတပ်ပင်တွေလက်အပြည့်စီတွေနဲ့ကိုက်ညီနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဗီဒီယိုရိုက်ကူထားတဲ့ရက်စွဲကိုလည်းယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးမှတက်ခတ်မှုတရင်တရားဝင်ထုတ်ပြန်ချက်တွေအရအတည်ပြုထားပါတယ်။အရင်ကလည်းဒီလိုစည်ရဲလက်ကျင့်စခန်းတွေကိုတက်ခတ်ခံရတာတွေရှိခဲ့တာကြောင့်ယူကရိန်းဘက်ကလုံခြုံရေးဆိုင်ရာပေါ်ဆမှုအဖြစ်စုံစမ်းစစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေပါတယ်ရှင်။ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်